ဆာတိုရှိနာကာမိုတိုသို့မဟုတ်ဘစ်ကွိုင်းကိုဖန်တီးခဲ့တဲ့လိုဝက်ဆန်ဆဲပုဂ္ဂိုလ်လူတွေဟာ2008ကမ္ဘာစီးပွားရေးပြက်ကက်မှာဗန်ဒီကိုမြုံကြည့်ကြတော့တဲ့အချိန်သူဟာငွေကြေးစနစ်အစ်စ်တစ်ခု ဖန်ပြီးဖို့အကြံရလာခဲ့ပါတယ်။သူကဘသူလဲ။သူ့ရဲ့ပုံစံကိုဘသူမှမမြင်ဘူးကြတယ်လို့သူနဲ့ပတ်သက်လို့နာမည်တစ်ခုသာကြံခဲ့ပြီးအခုအချိန်ထိထူးဆန်းစွာပြောင်းဆုံးနေသေးပါ။သူကတော့ Satoshi Nakamoto ပဲဖြစ်ပါတယ်။ 2008ခုနှစ်အောက်တိုဘာလ31ရက်နေ့မှာ Bitcoin APR to PR Electronic Gas System ဆိုတဲ့စာမျက်နှာကိုရွက်ပါတဲ့ White Paper တစ်ခုကို Cryptography Mailis မှာ Satoshi Nakamoto ဆိုတဲ့နာမည်နဲ့လူတက်ဦးဒါမှမဟုတ်အဖွဲ့အစည်းတက်ဦးကစတင်ထုတ်ပြန်လာခဲ့ပါတယ်။ဘန်နီအစိုးရတွေမပါပဲ PR to PR ငွေလွှဲနိုင်တဲ့စနစ်တစ်ခုရဲ့အစပထမလေးဖြစ်ပါတယ်။ဒါဟာကမ္ဘာငွေကြေးစနစ်ကိုပြောင်းလဲစေမယ့်နည်းပညာတစ်ခုရဲ့ခြေလှမ်းအစပါ တနည်းအကြာ2009ခုနှစ်မှာတော့ Bitcoin Network လဲစတင်လာခဲ့တယ်လို့ Satoshi Nakamoto လည်းအတိဖြစ်ခဲ့တဲ့ကာလတွေပေါ့သူက2009ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာ Bitcoin ရဲ့ပထမဆုံး Genesis Block Block 0နဲ့အတူ ဘစ်ကွင်ကိုစတင်ထုတ်ပြန်လာခဲ့ပါတယ်။2010အစောပိုင်းကာလတွေအထိတခြား developer တွေနဲ့အတူဘစ်ကွင် network အတွက် develop လုပ်ခဲ့ပါသေးတယ်။ဒါရီအားလုံးက online ကနေပဲဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။2010 April လမှာတော့ driver developer တအုပ်ဖြစ်တဲ့ my hands ကို i have moved on to the other thing big one is in good hands ဆိုတဲ့ message ပါတဲ့ email ပို့ခဲ့ပြီးပျောက်ဆုံးသွားခဲ့တာယနေ့ထိတိုင်ပါပဲနာမည်ကဂျပန်နာမည်အရေးသားတွေက british တိုင်း big one နဲ့ပတ်သက်တဲ့သူ့ရဲ့ကုတ်တီကြတော့ american developer တအုပ်လို့ဖြစ်နေတာကြောင့်သူဟာလူတအုပ်တည်းလားအဖွဲ့အစည်းတစ်ခုလားဆိုတာယနေ့ထိအပြေမပေါ်သေးပါဘူးတချို့ကတော့ satoshi ဟာတည်ဆုံးသွားပြီလို့ယူဆကြသူတွေလည်းရှိနေပါတယ် satoshi ကိုယ်တိုင်ကလှုပ်ဝက်ပြီးနေရတာကိုကြိုက်တဲ့ ူတအုပ်ဖြစ်တာကြောင့်ယနေ့အထိလူမြင်ကွင်းကိုထွက်ပေါ်မလာသေးတာလည်းဖြစ်နိုင်ပါတယ်။ဒီလိုထူးဆန်းစွာပျောက်ဆုံးနေတာကိုကဆတိုရှိနာကာမိုတူဆိုတာပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်။ ဆာတိုရှိနာကာမိုတိုအဖြစ်ထင်ကျေးပေးခင်ရသူတွေလည်းရှိပါတယ်ပထမတဦးကတော့ဟေဖီနီဖြစ်ပါတယ်ဆာတိုရှိစီကဘေးကွန်ကိုပထမဆုံးလက်ခံရရှိသူဖြစ်တယ်လို့ခရစ်တိုဂရဖီနဲ့ပတ်သက်ပြီးကြွညင်တဲ့ပညာရှင်တဦးပါသူကတော့2014ခုနှစ်မှာကွလွန်သွားခဲ့ပါပြီနောက်တဦးကတော့နစ်ဇာဘိုပဲဖြစ်ပါတယ်ပေကိုဆိုတဲ့ဘေးကွန်နဲ့စင်နူရာကိုဖန်တီးခဲ့သူတဦးဖြစ်ပြီးသူ့ရဲ့စာအရေးသားတွေကဆာတိုရှိနာကာမိုတိုနဲ့ပုံစံတူတာကြောင့်ထင်ကျေးပေးခင်ရသူတွေကတဦးဖြစ်ပါတယ်နောက်ထပ်ထင်ကျေးပေးခင်ရသူတွေကတော့#တီထောင် rendez cryptographic နယ်ပယ်မှာနာမည်ကြီးတဲ့ Land Settlement နဲ့ HBO မှာ Satoshi Nakamoto အဖြစ်ဖော်ပြခံရတဲ့ Peter Doss တို့ဖြစ်ပါတယ်။ Peter Doss ကိုယ်တိုင်ကတော့ Satoshi Nakamoto မဟုတ်ကြောင်းပြန်လည်ညင်းဆိုထားပါတယ်။နောက်ထပ်တအူးကတော့ Torian Nakamoto ပဲဖြစ်ပါတယ်။ New Wave Magazine က Satoshi Nakamoto ရဲ့အမည်ရင်းမှာဟုမာယွန်းစွာဖော်ပြခဲ့မှုရဲ့ဇပန် American Engineer တအူးဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က Torian Nakamoto ဟာ Los Angeles မြို့စင်ကြယ်ပုံးရှိ Temple City မှာစင်ကြယ်ပိတ်ခံရသူတွေ ေကကြအုပ်ဖြစ်တဲ့ half in နဲ့နှစ်အတော်ကြာအင်းဒီချင်းများအဖြစ်အနီးကပ်နေထိုင်ခဲ့ဘူးတာဖြစ်ပါတယ်2014ခုနှစ်မှာတော့ Satoshi ရဲ့ P2V Foundation account က I am not Dorian Nakamoto လို့ရေးခဲ့ပါတယ်ဒါက Satoshi Nakamoto ကိုယ်တိုင်တင်ခဲ့တာမဟုတ်ပဲသူ့ရဲ့ GMS မေး account hack ခံခဲ့ရတယ်လို့ယူဆခဲ့ကြပါတယ်အခုအချိန်မှာ Satoshi Nakamoto ပိုင်တယ်လို့ယူဆရတဲ့ Bitcoin wallet ထဲမှာ Bitcoin ပေါင်း1.096 million ကျော်ရှိနေပါတယ်ဒါဟာယနေ့ Bitcoin ဈေးအရ120 billion န်လောက်တန်ဖိုးရှိပါတယ်ဒီပစ်ကွိုင်တွေဟာဆောက်သွရှိပျောက်သွားတဲ့အချိန်ကနေယနေ့အထိအရွှေပြောင်းမရှိငြိမ်သက်နေသေးပါသူဟာအသက်ရှင်နေသေးတယ်ဆိုရင်ဒီပစ်ကွိုင်တွေကိုဘာလို့မထီသေးတာလဲသိဆုံးသွားပြီဆိုရင်လေဒီ wallet တွေကဘသူလက်ထဲမှာလဲစရဲအချက်တွေကတကယ်ပဲစိတ်ဝင်စားဖို့ကောင်းပါတယ်တချို့ကလည်းဆောက်သွရှိနာကာမိုတူဟာငွေကြေးအရလိုအပ်တဲ့သူမဟုတ်တာကြောင့်ဒီပစ်ကွိုင်တွေကိုမထီရလို့လူစားကြတယ်လို့တချို့ကလည်းဒီထက်ပိုကောင်းတဲ့အချိန်တခုကိုစောင့်နေတာဖြစ်နိုင်တယ်လို့တွေးကြသူတွေလည်းရှိပါတယ်ဖူဆန ်စွာပျောက်ဆုံးနေတာကြောင့်လူတိုင်းဟာဆာတိုရှင်နာကာမိုတိုဖြစ်နိုင်ပါတယ်။သူကိုယ်တိုင်ကပျောက်ဆုံးနေပေမဲ့သူရဲ့ဤပညာတွေကတော့ဆက်လက်ရှင်သန်နေဆဲဖြစ်တယ်လို့ကမ္ဘာကိုကင်လောက်နိုင်တဲ့ဤပညာတစ်ခုအနေနဲ့ယက်တည်နေပါတယ်။ဘူးချုပ်ကင်မှုမရှိတဲ့ငွေကြီးကိုသဘောကျတယ်။လွတ်လပ်မှုကိုမျက်နှာတွေဆိုရင်မိတ်ဆွေကိုယ်တိုင်ကလည်းဆာတိုရှင်နာကာမိုတိုဖြစ်စေခြင်းနဲ့ ယနေ့အကိုပုံဖော်ပေးတဲ့ဆက်သွားတစ်ခုဖြစ်ပါတယ်။မိစေတို့အနေနဲ့ဆက်သွရှိနာဂမတုကဘသူဖြစ်နိုင်လဲ။ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုလားဆိုတာကိုကွန်မန့်မှာထင်မြင်ချက်လေးတွေဝင်ရသွားခဲ့လို့ရပါတယ်။ありがとう